ဝိနိတာပူဇာထာဝရင်အကျိုးကလည်းဆရပါဘုရားကမုတ်ချပါပဲဒီငငယ်ကလေးကဒီလိုပုံစံမဲနေတာလေဒီလိုပုံစံဇက်မှာကြတော့တအားကြီးအဲ့လိုနွဲ့နေနေလို့မရဘူးကွာလည်းကို့ဘဝကလည်းဒီလိုပဲဆိုတော့လေအခုတော့ဒီလိုဘက်ကိုပြောတယ်ဘောကိုအဲ့လိုဟုံးနေဖြစ်တဲ့လူကြီးမှာ ပွဲဦးကာယခொနတန်ကြီးကိုဆွဲသွားလိုက်ကြတာလူတွေမနေတော့ဝင်ကြီးကတော့အဲ့လိုစက်ချုပ်တယ်ပေါ့အဲ့လို ်စက်ကလေးကတော့တူလီထူထွားလေးခုနလိုချုပ်တယ်အဲ့လိုချုပ်တော့အကုံဝင်းအောင်သွေးစစ်ဖို့လာခေါ်တာလာခေါ်တော့အဲ့လိုလေးဟဲနေအိမ်လာဟုတ်တယ်လို့ကျွန်တော်အိမ်လို့အဲ့လိုပြောတာမိသားစုဝင်တွေကပြောရမယ်ဆို အဖေရေအမေရေအညီညီပေါ့ညီနှစ်ယောက်ကတခါတလာတည်းနဲ့တည်တာလေသူတို့က အဲ့လိုမျိုးသေးတော့ညီမလေးတယောက်ရှိတယ်ညီမလေးကသူ့အိမ်အောင်နေသူအဲ့လိုမျိုးဆက်တွေ့ရောအဆက်တွေ့ရတော့မရှိဘူးညီလေးတယောက်ရှိတာကအဲ့ကြားလာပြီသူကပျောက်သွားတာအဲ့အမေတို့ဖေတို့တီးပြီးကြာအောင်ပျောက်သွားတာအဲ့တော့တွေးခဲ့မယ်ကြည့်ခဲ့မယ်ဆိုဘာလေးပြောချင်တာရှိလဲညီမလေးကိုယ်လည်းအသက်ရှိတယ်ပေါ့အဲ့လိုပြောနေတာပေါ့သူတို့ပေါ့နော်အဲ့လိုဆုံးနေတာပေါ့ဟုတ်ကဲ့ တန်တရာသို့တချီစတတချီရဲ့ပြင်းတော်အောင်ပြည်စေဖို့တွေ့တွေ့ကကြဆာကသောတိပြမေ ေဒနာမှာရွှေချမ်းနာမည်လေးပေါ့မိတ်ဆက်ပေးပါဦးငယ်နေမြေရတော့ဟိုနီသွေးဟိုမင်းသားလုတော့ပိုင်ရဲလင်းပေါ့အဲ့ပိုင်ရဲလင်းနာမည်လည်းကဒလရောက်တာက16နှစ်လောက်ရှိသွားတယ်အရင်တော့ဒီဒီရဲမှာနေတာလေဒီထဲမှာနေတော့အဖေအမေတွေစုံသွားတော့အဲ့ဒီဒီဒီဒလာမှာအတီတယောက်ရှိတာနဲ့အဲ့အတီတယောက်ကနေမှဒီဒလာကိုခေါ်လာတာအဲ့မှာကတိုင်းပေါ့ငယ်ငယ်တော့ ဇက်ကရဲအလုပ်တစ်ခုပဲလုပ်ခဲ့တာလားငငယ်တုန်းကဇက်ကရဲအလုပ်ပဲလုပ်ခဲ့တာဟုတ်လားဘယ်ပြဇက်ကခဲ့တာကားရောငွေငွေလေးသူငွေတန်းလေးတဲ့ကြောင်းမကိုင်းကိုင်းနဲ့နည်းနည်းလေးလူလည်းတီရောဦးတီတို့ဘဝိုင်းနေတဲ့ကားတယ်ပေါ့အဲအဲ့လိုကားတော့ဒေးဒေးရတော်တနီးကွက်တဲ့အဲ့ဘယ်ချိန်ထိကားခဲ့တာဖြစ်မလဲဘယ်ချိန်ထိကားကိုပဲမဖြစ်ခင်ပေါ့အဲ့လောက်ထိကိုကားသေးတယ်ကားတယ်ဆိုတာအသက်လေး40လောက်ကနေပဲဇက်ပေါ်တက်ကားတာဆိုတော့ကိုကအရင်ကနောက်ကြွားသွားတာလေ နောက်ကြွားတာအခုခေတ်ကလည်းတီးတဲ့အတိုင်းပဲလေဟိုပညာဘလောက်ရှိရှိဟိုရုပ်ရှိတဲ့လူကဟိုဟာပေါ့ဟိုတက်သွားတာပဲရုပ်ရှိတဲ့လူဘလောက်ရှိရှိဟိုစမ်းရှိတဲ့လူကအရင်တက်သွားတာပဲဆိုတဲ့ခေတ်ဆိုတော့အဲ့လိုမျိုးအဲ့နဲ့တငကြီးနဂရုံကနေပြောပြတာတငကြီးနဲ့အဲ့လိုလုပ်ပါလားတဲ့ဇက်ကားတဲ့နေပြူမားတဲ့အိုလို့ရှိရင်လည်းနဂသာလို့ရတယ်တဲ့အဲ့နဲ့ကိုကလည်းကရရင်ပြီးရောဆိုပြီးတော့အဲ့လိုဘို့ငါးဘွေးရည်စင်ထီကိုသူတိုက်ပေးတာအဲ့လိုမျိုးတိုက်ပြီးတော့အဲ့လို အခုနှစ်ထဲလေးလိုက်ကြတယ်ပေါ့အခုဝိုင်းနိုးနဲ့ဘာတို့နဲ့ကာဝဲတွေဘာတွေရှိလဲလိုက်ကြတာပဲအလိုလိုက်ကြတယ်လက်ရှိမှာအဲ့လိုပဲပေါ့လက်ရှိမှာတော့အဲ့လိုပေါ့အခုဒီစက်ကလေးချုပ်တာတော့ဟိုဟာပေါ့ဟိုအဲ့လိုခေါ်မလဲဆိုတော့ဟိုခေါင်းတွေဘာတွေညာတွေပေါ့ဒီလိုအဲ့လားလေးတွေပဲချုပ်တာဟိုကတိတ်ချတင်ထားတာလည်းဒီလောက်မဟုတ်တော့လေဝိမိတ္တာပူဇာထာဝရရှင် အကျိုးကလည်းဆရပါပွားကမုတ်ချပါပဲဒီဒီရက်တက်လာတဲ့အချိန်မှာကဘယ်လိုလဲဆိုကိုကဒီအကတင်နဲ့ဟိုမတိကြသေးတော့ပယံနေပါလေလောက်ွားတာပေါ့အဲ့လိုအဲ့ပယံနေပါလေပယံနေပါလေနှစ်လလောက်တော့လောက်ွားတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုလီပေါ့သူတို့ တင်တဲ့ကလေးတွေတိသွားတဲ့အခါကျတော့ចောင်းသွားတင်ဟိုကတင်ဒီကတင်ရက်ွက်ထဲမှာတူလီတူထွားတယ်အဲ့လိုတင်မယ်အဲ့လိုလေးတင်ပညာရတုံးကတည့်ရက်ဘယ်လောက်ရပညာရတုံးကတနည်းဟို2500ပဲရတာလေအဲ့တုံးက2500ရသမင်းသီးက1000ပြီးရတာပေါ့အဲ့လိုမျိုးအဲ့ဒါနဲ့နည်းနည်းလေးကိုဟိုကလာတော့တနည်းဟိုလေးတညဟိုဇက်က4000ရတာညကြီး4000ရတာအဲ့လိုညကြီး4000ကနေကလာတာပေါ့နောက်ဆုံးကခဲ့တဲ့ဇက်ကဘယ်ဇက်ဖြစ်နောက်ဆုံးကလှိုင်သားရဒေါ်စင်ရောမှာ ဟိုစီမြင့်အိုက်ဇက်ကကတယ်ဘာကြောင့်ထွက်လိုက်တာအဲ့ကအကိုပြဖြစ်တာ ကိုပြဖြစ်တော့ဟိုသူတို့နားတော့ကိုလည်းနားရတာလေအခုလည်းကြက်လည်းကြာတော့အချိန်ကမရတော့မကပြန်အဲ့လိုဖြစ် ကိုကတော့ကကျင်နေဒါပေမဲ့ဟိုဟိုကိုဖြေးရတာပေါ့ကိုကိုကိုပဲကိုငါလည်းအသက်ကြီးပြီပဲကလာတာကြာပြီပဲဒီလိုပဲဖြေးရဒါပေမဲ့တစ်ဖက်မှာလည်းကိုကနတ်ရှိလေနတ်တငယ်ချင်းတွေနဲ့လိုက်ကြတယ်ပြီးတော့ဟိုဒီဝိုင်းတို့နဲ့အဖွဲလေးတွေပေါ့ဟိုစတေရှိုးတွေပဲကတာသူလည်းလိုက်ကြတာပဲအဲ့လိုကလိုက်တာအခုလက်တော်တော်သစာဝင်နေဘူးဘယ်လိုလေးဖြေးရှင်းလဲ ။နောက်ဝင်းနေရေးကတော့အခုအဲ့လိုစက်ချုပ်တယ်ပေါ့အဲ့လိုစက်ကလေးကတော့တူလီထူထွားလေးခုနလိုချုပ်တယ်အဲ့လိုချုပ်တော့အကုံရအောင်သွေးစစ်ဖို့လာခေါ်တာလာခေါ်တော့အဲ့လိုလေးဟဲနေလာဟုတ်တယ်လို့ကျွန်တော်အိမ်လို့အဲ့လိုပြောတာအနအင်းကနေဟိုအင်းကဘယ်ဟိုဟိုနေဖြစ်မှာလဲဆိုကျွန်တော်အင်းကဒီလိုဖြတ်မှာလို့ပြောတယ်ကိုရဲလို့တိုင်ကြီးကကြိုးနေလို့သူကပြောပြတာအဲ့ကျွန်တော်ဟုတ်တယ်လို့အင်းအားလို့ဒီနားအထိဖြတ်ရမှာလို့ပြောတယ်ကျွန်တော်ဖျားသိမ်းမြင်အဲ့လိုပြောတာအဲ့လိုပြောအကိုဝင်းအောင်နေ မငားနေတာမဟုတ်ဒါကြာပြီခေါ်ငားနှစ်လေးနှစ်လောက်ရှိသွားပြီဒီမှာလူပဲပေါ့လို့အကျော်ပဲပေါ့အဲ့လိုအဲ့လိုပြန်ကားမယ်ဆိုရင်ရောကကျင်နေလားကကျင်တာပေါ့ကကျင်လားဒါပေမဲ့ကိုကဒီလိုမိမပုံစံနဲ့ဒီလိုလေးနေတဲ့အခါကျတော့တချို့ကြတော့လည်းလက်သက်မခံကြဘူးလေကိုကိုလိုက်ကလည်းသိပါတယ်အဲ့လိုမျိုးနေတော့ဟိုကိုရောက်တဲ့နေရာမှာပဲပြောတော့ရတော့မှာပေါ့အဲ့လိုနတ်ပဲကားအဲ့လိုနတ်ပဲကားအဲ့အဝတ်ဆက်ဝတ်ဆက်စားရရှိသေးလား ဇဝတ်စစားတွေကတော့တပည့်တွေပါညာတော့အလိုယူသွားကြတပည့်တွေလည်းရှိတယ်အခုလက်ရှိတွေလည်းတချို့ရှိကြတယ်မနစ်ကစုကိုင်ဒီပါကြီးလည်းတင်းနေအလိုဒီနှစ်မတက်တော့မတက်ကအောင်ဒီနှစ်စုကိုင်ဒီကအဲ့လိုဝမ်းနေတာဗောခလီတွေလည်းမပြောဘူးကျွန်တော်အလိုကိုအောင်ကိုအိမ်မှာပဲနေတယ်အလိုနေပြောပဲစိတ်ထဲမှာမကောင်းဘူးဗောအလိုမျိုးကကျင်တာဗောအလိုမျိုးအစည်းအဝေးဝင်ထားတာတော့ကြာအရင်တော့ရွှေရောင်ကတ်ကလေးအဲ့ဒါလေးကနေနာကစ်တို့ဘာလို့ဖြစ်တော့ ပျောက်သွားတာအနောက်ထပ်ထပ်လောက်တယ်ဒီကိုရောက်မှဒီရကတ်လောက်ရမယ်ဆိုလို့ဒီမှာထပ်လောက်ပြီးတာနှစ်နှစ်လောက်တော့ရှိပြီထင်တာပါပဲတပည့်ရောလာကြလားလာတယ်လောလောဆယ်သူကလာတယ်လာလက်နေပြီးတယ်တပည့်ပညာသင်တဲ့အကပဲပေါ့ဟုတ်ကဲ့အကပဲနှစ်ကဆိုဒုတိယစုလုံးရတယ်ဟုတ်ကဲ့ကိုရှိကဒုတိယစုဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဘာမှပြိုင်ကြရလဲရန်ကုန်လို့တန်လျင်တို့ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးတွေပြိုင်ရတာ ရှိတာတော့ရှိတယ်အခုဆိုရင်မော်လမြိုင်ဇက်တီမှာလည်းကားနေကြရတယ်တပည့်တွေကဟိုတယောက်ကနေပြည်တော်ဇက်မှာရှုပ်ပွေးလျင်ဇက်မှာကားတယ်တယောက်ကပြည်ကြီးရတနာဇက်မှာကားတယ်မင်းသားတွေပေါ့အဲ့လိုအကုန်ကတော့ဖုံးဆက်တာပေါ့သူတို့အဲ့လိုမျိုးဟိုသူတို့နေကောင်းလားကျမ်းမာလားအဆင်ပြေလားပေါ့အဲ့လိုသူတို့ကတော့ဟိုသူတို့ဘဝနဲ့သူတို့တော့ပြောတာပေါ့ကိုကတော့ဟိုစိတ်ထဲမှာတော့မကောင်းဘူးပေါ့အဲ့လိုမျိုးဩတခါတခါကျကိုရှိဖုံးမဆက်လို့အဲ့လိုမျိုးအဲ့လိုသူတို့ဖုံးဆက် စီကျင်တာပေါ့အဲ့လိုမျိုးအမှန်တော့အင်းအဲ့လိုကိုကတော့မီးရတာပေါ့အားတော့ငေတာပေါ့ကိုတချို့ကလည်းပြောကြတာပေါ့နားကလည်းပြောကြပါတယ်တယောက်သေးအဲ့လိုဟိုနေဖြစ်တယ်ဆိုဟုတ်တော့လေဟုတ်တယ်လို့ဒါပေမဲ့တပည့်ဒီပိုင်းတော့လာနေတော့တခါတည်းရန်တော့ဟိုနေဖြစ်တယ်ခါကြကိုမှတယောက်သေးအိတ်တဲ့ခါကြရင်တော့စဉ်းစားတော့အေးငါများလေဖြတ်မသွားပါသေးနဲ့လေဖြတ်ရင်တော့ဒုက္ခပါပဲပေါ့အဲ့လိုမျိုးတော့တွေးမိတာလေဖြတ်ရင်အကြာကြီးနေရမှာလေအဲ့လိုမျိုးစဉ်းစားတာမိသားစုဝင်တွေကရောဘယ်လိုရှိသေးလဲ ်မိသားစုဝင်တွေကပြောရမယ်ဆိုအဖေရယ်အမေရယ်အညီညီပေါ့ညီနှစ်ယောက်ကြာတခါတလာတည်းနဲ့တည်တာလေသူတို့ကအဲ့လိုမျိုးတည်တော့ညီမလေးတယောက်ရှိတယ်ညီမလေးကသူ့အိမ်နောက်နေသူအဲ့လိုမျိုးဆက်သွယ်ရောအဆက်သွယ်ရတာမရှိဘူးညီလေးတယောက်ရှိတာကအဲ့ကြားလာပြီသူကပျောက်သွားတာအဲ့အမေတို့ဖေတို့တည်ပြီးကြာကိုပျောက်သွားတာတခါကျမှသူတို့သတိမရဘူးလားရတာပေါ့အဲ့လိုမျိုးခါကြကိုအိမ်နေမှာကိုယ့်အောင် ဲ့လိုပဲကြိတ်ကြက်ပြီးနေတာအဲ့လိုမျိုးလားရှာတော့ရှာမှာပေါ့သူတို့လည်းကျွန်တော်လည်းရှာတော့ကျွန်တော်လည်းအဲ့လိုလိုင်းတွေပါတယ်လည်းတိတ်မတုံးတတ်တော့အဲ့လိုတွေမလုတ်တတ်ဘူးအဲ့တော့တွေးခဲ့မယ်ကြည့်ခဲ့မယ်ဆိုဘာလေးပြောချင်တာရှိလဲညီမလေးကိုကိုလည်းအသက်ရှိတယ်ပေါ့အဲ့လိုပြောချင်တာပေါ့သူတို့ပေါ့နော်အဲ့လိုဆုံးချင်တာပေါ့ဟုတ်ကဲ့ညင်တာပေါ့ငငယ်ကလေးကဒီလိုပုံစံမဲနေတာလေဒီလိုပုံစံဇက်မှာကြတော့ဟိုတအားကြီးအဲ့လိုနွဲ့နေလို့မရဘူး ကလကိုဘဝလည်းဒီလိုပဲဆိုတော့လေအခုတော့ဒီလိုဘက်ကိုပြောတယ်ဘောကိုအလိုဟိုနေဖြစ်တယ်လူမိမကဟုတ်ကဲ့အရာမိမကမိန်ကလေးလည်းရှိတယ်အခုမိန်ကလေးတယောက်ဆိုရင်ဘသူဒီနေ့ကကိုချစ်စုလိုပေါင်းနဲ့ကကြတယ်လေသူတို့ကအခုချစ်စုလိုဆန်လင်းလို့နဲ့ကစက်ထဲမှာရောဒီလိုပုံစံနေတော့အနှိမ်ခံရတယ်တော့ရှိလားအဲ့လိုတော့မနှိမ်တော့မနှိမ်ဘောဒါပေမဲ့တိတာဘောလူတွေကလူတွေကြည့်တိတာပဲဥစား နှိမ်တော့မနှိမ်ကြပါဘူး။ဒါပေမဲ့ကျွန်တော်ကဇက်ထက်ကတော့ကိုယ်ကဒီလိုလေးပညာလေးပါတဲ့အခါကျတော့တိတ်မနှိမ်ကြပါဘူးအဲ့လိုမျိုး။ကိုယ်ဇက်ထက်မှာလည်းတပည့်တွေပါတယ်ကအဲ့လိုရှိတယ်။ဆက်တန်တွေပါတယ်ရမှာပေါ့နော်။ရတာပေါ့။အဲအဲ့ဆိုတခြားမကြောက်တော့တာပရိသတ်တွေပေါ့အလွမ်းပြေလေးလုပ်ပါအောင်။ဘာဆိုပြီးရမှာ။ဆင်းမဲ့ဖြစ်ဖြစ်ပေါ့။တပိုက်လောက်တပိုက်လောက်ပေါ့။တခြားလောက်ပွဲဦးကာယခொနတန်ကြီးကိုဆွေတွားလိုက်ကြတာ လူတွေမနေလာလေစောစောသွားမှာတို့နေရရမေအယံအယထဲစပွဲကရင်နေဆိုင်နံဘုံတန်းစုညံမတော်ပါနဲ့ချစ်တဲ့သူရဲ့ ဆက်တကြီးလည်းဖွင့်ပြမယ်ကွယ်တန်တရာသို့တကြီးဆက်တကြီးရဲ့ပြင်းတော်အောင်ပြေးစေမှုတွေ့တွေ့ကကျန်းစားကစောင်းဟူတီးပြမေပြန်မှာဆိုတော့အိမ်ကအိမ်အိမ်ပြင်မော့အဲ့လိုမျိုးအိမ်လေးပြင်ပြင်မယ်လို့ကျွန်တော်က ဒီလိုအဖွဲတွေရှိတယ်ဆိုတော့တကယ်မသိဘူးလေမြေကုံဝင်းအောင်အိမ်ကိုသွေးစစ်ဖို့လာတော့အားနဲ့အဲ့လိုအိမ်တိုင်ကျိုးနေဆိုအေးလေလို့ပြင်ရမယ်လို့ပြောကိုရဲ့လို့ဒီနာဖြတ်ရမယ်ဒီတိအောင်ဖျားစီလည်းပါတယ်ဗောစိတ်တိလည်းမကောင်းဗောအဲ့လိုလေအဲ့လိုလေလည်းဟိုနယ်ဖြတ်ကောမကောင်းတာတော့ပြင်ဖို့ပတ်စံမရှိလို့ဖြစ်နေတာအေးအာနဲ့အကိုရဲ့လို့အမေကတော့ပြောတယ်လို့အိမ်မအိုရင်လူအိုမလူမအိုခင်အိမ်အိုပြင်လို့တော့ပြောတယ်လို့အဲ့လိုပြောတာကိုကတော့မပြင်နိုင်သေးဘူးလို့အဲ့လိုတော့ ပြောတယ်ကျွန်တော် Rainbow Hair ဆိုတာကျွန်တော်ခုနှစ်ရသားသမီးများတွေစုပြီးတော့ဖွဲ့ထားတဲ့အဖွဲ့ပေါ့နော်အနီမေဦးဆောင်ပြီးတော့ပေါ့ LGBT တွေပေါ့အဲ့ဒီကလှူတဲ့အလှငွေတွေကိုကျွန်တော်တို့ကဂျားတွေကနေပြီးတော့ကိုစားပေါ့လှူပေးတာခုနှစ်ရသားသမီးများအဖွဲ့ပေါ့နော်ကိုဟိုကိုကိုမောင်ခွန်ချိုတို့လည်းပါတယ်နော်အဒီမင်းတို့လည်းပါတယ်နောက်တော့ကကိုချွေနမ်းမြင့်တို့လည်းပါတယ်အများကြီးပေါ့လှူထားတဲ့ခုနှစ်ရသားကျွန်တော်တို့အဲ့ဒီအလှရှင်တွေလှူထားတဲ့ငွေ3သိန်းဒါလှူပေးတာ เนาะအသုံးသိလေးလက်ခံပေးပါဒါเนาะခုနရသမီးမြောက်ကိုမေတ္တာပို့ပေးပါเนาะကဲအခုလို့ဒီအဖွဲ့ကိုကျွန်တော်ပထမဦးဆုံးပြောချင်တာကတော့ကိုကိုဝင်းအောင်တို့မဝိုင်းတို့ပေါ့เนาะသူတို့ကနေမှဒီအဖွဲ့နဲ့အဲ့လိုလေးလှူပေးတဲ့ဟိုပြောပေးတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်အခုလို့လှူပေးတဲ့လူတွေအကုန်လုံးကိုလည်းအဖွဲ့စည်းကိုလည်းကျေးဇူးတင်ပါတယ်လို့เนาะနောက်နောက်ပေါ့ဟို စိတ်ကူးရှိပါတယ်လို့ကျွန်တော်မချမ်းသာလို့ပါဘာလို့လဲဆိုဒီလိုအဖွဲမျိုးများနောက်လူတွေလည်းဒီလိုလှူရမယ်ဆိုကိုယ်တော်ချမ်းသာရင်ကျွန်တော်လည်းလှူပြစ်မှာပါလို့နော်အဲ့လိုပြောချင်ပါတယ်ကဲကျွန်တော်ကကြတော့ကျွန်တော်အော့အောင်အောင်လို့ခေါ်ပါတယ်ကျွန်တော်တော့သဘင်ညဆိုင်လို့အလှကုန်ရအောင်တာပေါ့နော်ဒါကတော့ဒီနေ့ဒါကကျွန်တော်အလှူလေးပေါ့နော်ဒါကတော့ကျွန်တော်ကျွန်တော်လှူတာပေါ့နော်ဒါကခြံအောင်လေးတစ်လုံးနော်အစ်စ်လေးပါပဲနော်ခေါင်းစွက်လေးအဖြူလေးနှလုံးနော်ဒါကပေါ်ဆန်းဆန်ဆဲပြီနော်ဒါစီယာနှစ်ပိတ်တာတစ်ပုဒ်ဒါကခွန်းဆောင်လေးလည်းလှူတာနော်ဟုတ်ကဲ့ ကျွန်တော်ဒီဒီအိမ်လေးပြင်ထည့်သွင်းပါတသိန်းเนาะဒါကျွန်တော်တော့တသက်လူတာအိမ်လေးပြင်ဖို့တော့เนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါရူဒါရူဒါရူပါနောက်တော့အများကြီးလည်းလှူနိုင်ပါစေလို့เนาะဟုတ်ကဲ့ပါเนาะ